တင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါတယ်ခင်ဗျာခုကပထမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ BDM မြအင်အားချိန်မလာတာကြောင့်တရီထားကြရန်ဒုစစ်ခေါင်းဆောင်ပြောဆိုရဲဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်ဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့မြောက်ပင်ပေးမှုကြောင့် PDF တွေအင်းကခြေထွားလာတာကြောင့်တရင်တစ်ဖွဲ့တွေတရီထားဖို့နဲ့ရန်သူကိုအထင်မသေးဖို့ဒုစစ်ကောင်ဆောင်ကပြောပါတယ်။ငလျင်ဘေးလဲလို့ PDF တွေရဲ့တရင်ကိုလည်းနားဆွင်အခုဆို PDF တွေကနေပြီးတော့ထိချင်းချောက်လာတယ်။နောက်ပြီးတပတ်မှာတိုင်းရင်းသားလက်နက်ခိုင်တွေကမြောက်ဘေးနေတော့အင်းအားကတစားနဲ့တစားခြေထွားလာတယ်။ဒါကြောင့်တိုက်ပွဲတွေဖြစ်ရင်ရဲရဲတက်ရဲရဲချေမှုန်းဖို့လိုတယ်။ဖြစ်လာလို့ဖန်ခန့်ရရင်ကိုပြစ်ကိုခန့်ဘသူမှမကယ်ဘူးလို့ဒုတက်ချုပ်ကပြောပါတယ်။ဒါအပြင်ဆစိန်ရင်မဟုတ်ပဲလောက်ကိစားနဲ့ခရီးသွားလိုက်ရမှာ မိမိကိုယ်ကိုတက္ကသိုလ်မှမသိအောင်ရုပ်ပြသွားလိုက်ရမှာဖြစ်ပြီးတော့ဒါဝင်ရှိသူစင်းစင်းကိုတရင်ပို့ဖို့ကိုလည်းပြောဆိုခဲ့တယ်လို့သူကရှင်းပြပါတယ်အခုလိုပြောဆိုတာဟာအီပီလာ19ရက်နေ့ကနေပြီးတော့စကောင်းစီနေမိတဲ့မှာမကွေးတိုင်းဇမဝင်မြို့နယ်တဲ့ကာပါစစတုံးကထုတ်လို့ရေးမှုဘုံမိုးပါဝင်၃ယောက်ကိုပီတီအေတွေကဖမ်းဆီးသွားပြီးတဲ့နောက်အခုလိုတတိပေးပြောဆိုတာလို့ကာပါစနဲ့နေဆက်တဲ့တရင်ရေးမြက်ကပြောပါတယ်အခုကာပါစစတုံးကဆိုင်ယုံမှုလေအကိစ္စနဲ့ရှင်းနေရတယ်အပန်းခံရတာကလည်းနေပြီးတော့ဆက်ဆက်နေမိတဲ့မှာဆိုတော့ပို့ဆိုတယ် ပြောရရင် နေပြီးတော့ကို PDF တွေကချိန်ချောက်လာတယ်ဆိုတဲ့သဘောပဲလို့ပြောပါတယ်။စတက်အာနာတင်းပြီးဒိုးစစ်ခေါင်းဆောင်ကစည်ရေးကိုခိုင်းထွင်နေရချိန်မှာစစ်ခေါင်းစည်ရဲ့ဒိုင်းစထနာချုပ်နှစ်ခုနဲ့တရင်တစ်ဖွဲ့စကံမောင်းတရားချုပ်ကိုဒိုင်းရင်သားလက်နက်ကိုင်ဖွဲ့တွေနဲ့ PDF တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အမေရိကန်ကိုလိုက်လျောပြီးတရုတ်ကိုနင်းနာအောင်မလုပ်ကြဘို့ခုံတွယ်ဗက်တွေကိုတရုတ်တရီပေးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။အမေရိကန်နဲ့ပေါင်းပြီးတရုတ်ကိုထိခိုက်နင်းနာစေတာမျိုးတွေလုံးဝမလုပ်ဘို့ တရုတ်ဆိုရကဂုံတွယ်ဘက်နိုင်ငံတွေကိုရီဝဲတရီပေးလိုက်ပါတယ်။အမေရိကန်မှာဒေါ်နယ်ထရန့်တမရဖြစ်လာကြတဲ့ကဒေယုံနဲ့ဂုံတွယ်ရေးစစ်ပွဲကိုအချိန်မြင့်တင်ခဲ့ပြီးဒေယုံရဲ့ခုံစီတွေပေါ်ခုံပမာဏအများပြားထိုးပြီးတော့ကောက်ခံနေတာဖြစ်ပါတယ်။ယခုလိုအမေရိကန်ရဲ့အခွန်စစ်ချမ်းမှုတွေမြင့်တင်တာဟာလက်ရှိဒေယုံနိုင်ငံတနိုင်ငံတွေကိုပြင်းမှတ်ထားတာမဟုတ်ဘဲနဲ့အခြားအမေရိကန်ရဲ့ပြိုင်ဘက်တွေရောမိတ်ဆွေနိုင်ငံတွေကိုမှပါတတ်မှတ်လိုက်တာဖြစ်ပါတယ်။ဒီတို့အမေရိကန်ရဲ့ခုံတွယ်ဘက်နိုင်ငံတွေဟာထရန့်ဆိုရနဲ့ညီနိုင်ဖို့စူးစမ်းနေပြီး နိုင်ငံပေါင်း90ကျော်လောက်အမေရိကန်နဲ့စကားပြောဖို့တန်းစီစောင့်နေတယ်လို့ထရန့်ကကြေကြော်ထားပါတယ်။နောက်ပြီးထရန့်ဟာဂုံသွယ်ပန်းနိုင်ငံနေနဲ့ဆွေးနွေးချိန်မှာကျော်တက်ချီချောက်တက်လဲနဲ့နေမျိုးမျိုးသုံးပြီးတော့ဒီုံနဲ့ဂုံသွယ်မှုကိုရှင်းချဖို့ဖိအားပေးတာအချက်ခိုင်းတာတွေရှိလာနိုင်တယ်လို့ဈေးကွက်လေးလာသူတွေကသုံးသပ်ထားပါတယ်။ဒါကြောင့်အဲ့ဒီဖြစ်နိုင်ခြေလာလာကိုဒီုံဘက်ကလည်းစိုးရိမ်နေပြီ။ AB 21ရက်နေ့မှာတော့ဒီုံစီးပွားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရရရှိတဲ့အုပ်ကနိုင်ငံသီးသီးနေနဲ့အမေရိကန်ကိုလိုက်လျောပြီး တရုတ်ကိုအကုန်သွေးရေးရာထိခိုက်စစ်မဲ့လမ်းကြောင်းမျိုးတွေမရွေးချဖို့တရေပေးသွားခဲ့ပါတယ်။နိုင်ငံတစ်ခုခုကိုချော်ပြီးတော့ပေါင်းနေရတာကတကယ်တမ်းစိတ်ရင်းစရာမဟုတ်တလို့အဘေးယူတွေလုံးနေရတာကလည်းစစ်မှန်တဲ့လေစာမှုတွေရရှိလင့်မှာမဟုတ်ဘူးလို့အရိယာရှိကပြောပါတယ်။ဒါပြင်နိုင်ငံတစ်ခုစီကကိုယ်တိုင်ခဏတာတတခင်လို့ခွင့်တော့တခြားနိုင်ငံတွေကိုပို့ပြီးတော့ဒိနာစင်မဲ့ညီနိုင်မှုတွေကိုလက်ခံတာမျိုးမရှိဖို့လိုကြောင်းအဆုံးမှာတော့အဲ့ဒီလိုကိစ္စမျိုးဟာသူတို့ဘာရောကိုယ်တိုင်တွက်ပါနင်းနာစင်နိုင်ကြောင်းတရုတ်ကဆိုပါတယ်။တရုတ်အနေနဲ့နိုင်ငံရဲ့ဂျိုးစီပွားကိုထိခိုက်နင်းနာစင်မဲ့ မိတိတဘောတုံးညင်မှုမှန်သမျှကိုတိတိယောက်ယောက်စမ်းချက်မှာဖြစ်ကြောင်းအရင်လိုအခြေအနေမျိုးတွေတကယ်တမ်းကြုံလာခဲ့ရင်တရုတ်ကလက်မခံပဲတင်းတော့ဆုံးဖြစ်နိုင်ခြေတွေနဲ့လက်တုံးပြတ်မှုဆုံးဖြတ်ထားတယ်လို့လည်းအရိယာရှိကဆက်ပြီးတော့ပြောဆိုသွားပါတယ်ဒေတော်တွင်တရုတ်သမ္မတရှီချင်းဖင်ဟာရှီတောင်းဝါရှာနိုင်ငံတချို့စီခေးလက်လေခဲ့ပြီးအမေရိကန်ဆိုရာရဲ့ကုန်သွယ်ရေးဆိုင်ရာဘီယာပေးမှုတွေကိုလိုင်လျောအလျှော်ပေးတာမျိုးတွေမလုပ်ဖို့စီရင်ရေးဆင်နေခဲ့ပါတယ်ကုန်သွယ်ရေးရာတရုတ်ကိုကြီးကြဲရန်လိုဘီယာပေးနေတဲ့ထွန်းရဲမူဝါဒတွေကြောင့်လက်ရှိချိန်မှာတော့ကမ္ဘာနိုင်ငံအများပြားဟာ ဒေယုံနဲ့အမေရိကန်တို့ရဲ့ဂျားမာဘေချမ်းနှက်ချက်ဖြစ်မဲ့အနေအထားမျိုးစေ့တွန်းပို့ဖိအားပေးခံလာရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချမ်းဖက်စေကောင်းဆောင်တေးမာနိုင်ငံကြီးတွေကထွက်လိမ့်မယ်လို့အန်ညိုချီပြောဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါတယ်။၂021ခုနှစ်ကမဲဆင်းလိမ့်နေမှုစစွဲချက်အကြောင်းပြချက်နဲ့အာနာကိုဒိန်းယူခဲ့တဲ့မြန်မာစစ်တပ်အချမ်းဖက်ကောင်းဆောင်မယောင်းလင်မှာ2025ဒီဇင်ဘာလမှာထိုးထွေးရေကောက်ပွဲကြီးပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။နိုင်ငံတော်အမှပြည်တွင်းဆက်ခုခံတော်လှန်ရေးနဲ့ ထိန်ချုံနေမိအများပြားကိုဆုံးလွတ်နေရတဲ့စကောင်းဆောင်အနေနဲ့အခုလိုရွေးကောက်ပွဲချင်းပအောင်မြင်ရမဖြစ်နိုင်ဘူးလို့နိုင်ငံရေးလေလာသုံးသပ်သူတွေကပြောဆိုထားပါတယ်။ဒါပြင်အာနာတိန်စကောင်းစီချင်းပမဲ့ရွေးကောက်ပွဲဟာအတိုးရောင်ရွေးကောက်ပွဲသာဖြစ်ပြီးအချမ်းဘက်စကောင်းဆောင်ဟာနိုင်ငံရေးတွေကတင်းမထွက်လိမ့်မယ်လို့အမျိုးသားညညရေးဆိုရအန်ညိုချီရဲ့ပြောရေးစကွင့်ရှိသူကိုနေဖုန်းလက်ကဆိုပါတယ်။တချို့ကစကောင်းဆောင်လုံးမဲ့တရားမဝင်ရွေးကောက်ပွဲကိုသူ့ရဲ့ထွက်ပေါက်လို့ထင်ကြတယ်။ကျွန်တော်ကတော့မထင်ဘူး။ဘာလို့လဲဆိုတော့သူကတမရာယူအာနာယူယူနေတာလေ။ အတူရောင်ရွက်ောက်ပွဲလုပ်ပြီးတဲ့နောက်မှာလဲဓမ္မရကိုသူပဲပြန်လုံနိုင်တာပဲအဲဒီတော့စေကောင်းဆောင်ကဒေမပဲနိုင်ငံကြီးတဲကထွက်မှာဘာလို့လဲဆိုတော့သူချိုးလွန်ခဲ့တဲ့မတရားမှုတွေကိုဈေးရဆွေးမှုတွေကိုပေါ့နော်ဒါတွေကိုသူ့ရဲ့ဘဝလည်လွတ်လိုက်ရရင်ဒါတွေကိုသူဘယ်လိုရင်ဆိုင်မလဲသူ့မှာအဲ့ဒီအကြောက်တရားကခြေဆိုးနေမှာပဲလို့သူကဆိုပါတယ်ဒါအပြင်စေကောင်းဆောင်ကရွေးကောက်ပွဲပြုလုပ်ပြီးနိုင်ငံကြီးထွက်ပေါက်ရှာခြင်းအခြေအနေမျိုးတက်အာနာကိုတနေ့နည်းနဲ့လက်ဆက်ဆွဲခိုင်းထားမဲ့သဘောကိုမြင်မိတယ်လို့ကိုနေဖုန်းလက်ကဆိုပါတယ်ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ကတော့ အခုစကောင်းစီလုံးမဲ့ရွေးကောက်ပွဲဟာလုံးဝမဖြစ်နိုင်ဘူးလို့တိတိကျကျပြောနိုင်တယ်လို့အထူးထူးတွင်းရမှုဦးမျိုးကျော်ကပြောဆိုပါတယ်။အခုစကောင်းစီရဲ့တက်ရှုပ်ပေါက်ကရွေးကောက်ပွဲနဲ့ထွန်းနိုင်ရင်သူကရမ်းလာတယ်ပေါ့ဗျာ။ဒါပေမဲ့သူလုံးမဲ့ရွေးကောက်ပွဲကိုကျွန်တော်ကတော့မဆန်းကျင်ဘူးနော်။သူ့မှာကရွေးကောက်ပွဲလို့ပို့ပါဝါမရှိဘူးလေ။သူအာနာဒိန်းလိုက်ကလေးကဖွဲ့စည်းပုံကပြသွားပြီ။ခုသူချင်းပါမဲ့ရွေးကောက်ပွဲကမျိုးနယ်ဗန္ဓမျိုးနယ်မှာချင်းပါမှာလေ။မြန်မာနိုင်ငံမှာမျိုးနယ်ပေါင်းက330ရှိတယ်။အရင်ရင်ရွေးကောက်ပွဲကမျိုးနယ်300ချောင်းမှာချင်းပါနိုင်တယ်။ မဲပေးနိုင်တဲ့ရာဂိုင်နှုံးနဲ့တက်ခဲ့တယ်။အရာတွေကိုတွတ်ချက်ရမှလေ။အဲဒီတော့စေကောင်းဆောင်လုံးမဲ့ရွေးကောက်ပွဲကလုံးဝမအောင်မြင်နိုင်ဘူးဆိုတာအတိအကျပဲလို့ပြောဆိုပါတယ်။ဒါပြင်တစ်ဖက်မှာလည်းအာနာတင်းစေကောင်းစီရဲ့ရွေးကောက်ပွဲကိုဒေါ်လာရင်းအင်အားစုများနဲ့ဒီမိုကရေစီအင်အားစုများကတပိမောက်ထားကြပြီးတော့အင်ဒီရှင်နိုင်ငံတချို့နဲ့အာဆီယံနိုင်ငံတချို့ကလည်းလက်ခံမှုမရှိကြပါဘူး။သို့တော့စေကောင်းဆောင်ဟာတရုတ်ထိုင်းရုရှားနဲ့အိန္ဒိယတို့ရဲ့အကူအညီတွေနဲ့၎င်းတို့ရဲ့ရွေးကောက်ပွဲကိုကျင်းပနိုင်ရန်ပြင်ဆင်နေပြီးအပိုင်းလိုက်အပြက်လိုက်ဂျင်းပါကဂျိုးကြကိုစားဖြူပြီးရစနစ်ချင်းသုံးမယ်လို့စကောင်းစစ်ကပြောဆိုထားပါတယ် နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂူကန်တက်ပုံမှုကျုပ်ဖုံဝင်းနိုင်တရုတ်ဒူခိုးစလဲတင်ရှိကျွမ်းနဲ့စကောင်းစီခါစတာတက်မှုတို့ဆုံးနေပြီးနောက်လာရှုံမျိုးတွေကိုစကောင်းစီရင်နှင်းများဝင်ရောက်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းမင်းနယ်မြောက်ပိုင်းလာရှုံမျိုးတွေတို့စကောင်းစီတပွဲဝင်နဲ့၎င်းတို့ရဲ့မိသားစုဝင်များလိုက်ပါလာတဲ့စိတ်ရင်နှင်းများဟာဒီကနေ့ April 22ရက်နေ့မနက်ပိုင်းမှာဝင်ရောက်လာတယ်လို့ဒေသခံများနဲ့သတင်းရင်းမြစ်များထံကသိရပါတယ်။ April 22ရက်နေ့ကလာရှုံမျိုးမှာရှိတဲ့စင်နဂေါဟိုတယ်မှာတရုတ်ဒူခိုးစလဲတင်ရှိကျွမ်း ကိုခန့်တပွဲမှာပြင်ပဆဆိုင်ရေးဌာနအကြီးမှုဗိုလ်မှူးချုပ်ဖုံးဝင်းနိုင်၎င်းရဲ့ဌာနမှုလီချာဝင်းစကားပြန်လေးဦးစကောင်းစီဘက်ကကစားထားတဲ့ကစားထားမှုဒုတိယဘုချုပ်ကြီးကိုကိုဦးစတိုင်းမိုးနဲ့စတိုင်းဦးစီချုပ်တို့ပါဝင်ကဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းဒီကနေ့အေဘီလာ20ရက်နေ့မနက်ပိုင်းမှာတော့စကောင်းစီတပွဲများလာချုံမျိုးမှာပြန်လည်ထိုင်ရှားနေပြီဖြစ်ကြောင်းသတင်းရင်းမြစ်တဝူကဆိုပါတယ်အမှန်ဆိုရင်တော့ကစားထားနေဖြစ်ရမှာနိုင်နိုင်ဦးခုကကစားထားတဲ့ဖြစ်နေတယ်ဒီမနက်တော့စကောင်းစီတပ်တွေပြန်ထိုင်ရှားနေပြီလာချုံထဲမှာလို့၎င်းကဆိုပါတယ် ဒီနေ့မနက်ပိုင်းမှာလာရှုံးမြို့တွင်ပြန်လည်အခြေချလာတဲ့စကောင်းစီရင်နှန်းမှာခါးစီးရီ80မှ100ကျော်ခန့်ထိပါဝင်ပြီးတော့လက်နက်ခရဲများနဲ့ရဲခါများသာမကမိသားစုဝင်များလည်းပါဝင်တယ်လို့မျက်မြင်တွေ့ရတဲ့ဒေသခံတဦးကလည်းပြောပါတယ်စစ်တပ်တွေဝင်နေပါပြီခါးစီးရီ100ကျော်တယ်လက်နက်တွေရောသူတို့ရဲ့အိမ်နောင်တွေရောပါလာတယ်စစ်သားတွေကြီးပဲစစ်ကားတွေကြီးပဲဒါအရက်ကားမပါသေးဘူးလို့၎င်းကပြောဆိုပါတယ်၎င်းတို့ဟာမိုင်းရဲ့နန်းပေါင်ဘက်ကဝင်ရောက်လာခြင်းဖြစ်ပြီးတော့လက်ရှိချိန်မှာမျိုးရင်းဝိုင်းမှာရပ်တန့်ထားကြ မီဒီနေရာမှာတက်ဆွဲချေချမှာကိုတော့မတည်သေးဘူးလို့ဆိုပါမျိုးကံကပြောပါတယ်။ပြီးခဲ့တဲ့အေပီလ17ရက်နေ့မှာစတင်ကလာချုံမြို့တွင်သို့စကောင်းစီရဲ့ဌာနဆိုင်ရာရုံးဝန်ထမ်းများစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးတော့ MNDA ရဲ့ရတဖွဲ့ဝင်များမှစကောင်းစီဌာနဆိုင်ရာဝန်ထမ်းများဒေခိုးရနေရာများကိုလုံခြုံရေးယူပေးကဆွနေနေတယ်လို့သိရပါတယ်။ဒါပြင်ထိုကဲ့သို့စကောင်းစီတဖွဲ့ဝင်တွေပြန်လည်ဝင်ရောက်လာမှုကြောင့်တိုက်ပွဲတွေပြန်ဖြစ်မှာကိုဇိုးရိမ်နဲ့မျိုးကံတချို့လည်းရှိတယ်လို့ဒေသခံတဝူကပြောပြပါတယ်။အရင်ကထက်စာရဲ့မျိုးကနည်းနည်းလေးချောက်ကတ်သွားတယ်။တချို့ကလည်းတိုက်ပွဲတွေပြန်ဖြစ်မှာကြောက်တာ။ ဒီနေ့ထိတော့ဆင်နကောင်ဟိုတယ်မှာဇိုးနေနေတော့မယ်။သူတို့ဇိုးနေတဲ့ဟိုတယ်နားလဲကိုကံမဲ့လုံခြုံရေးရာယူပြီးလမ်းပိတ်ပေးထားတာလို့လည်းကောင်းကဆိုပါတယ်။လာချုံမျိုးတွင် MNDA ရဲ့ခြံရှိနေတဲ့ရက်ွက်ယုံတချို့မှာဝန်ထမ်းများဆက်လက်နေထိုင်ခြင်းမရှိတော့ကြောင်းနဲ့လာချုံမျိုးတွင်မှာကိုကံရဲ့တဖွဲ့ဝင်များသာလုံခြုံရေးယူထားတယ်လို့သိရပါတယ်။ဇိုးနေပွဲမှာစကောင်းစီဘက်ကဒိန်းနီမျိုးကိုပါပြန်လဲပေးရရန်နဲ့ကြောင်မဲမှာတန်နလီတက်များဆုဟပေးရညီနိုင်သဘောထုတ်ညီတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အခြားသတင်းရင်းမြစ်များကတော့ချင်းမင်းမရှိဘူးလို့တုံ့ပြန်ပါတယ်။ လက်ရှိမှာ MNDA တံများလာချုံမျိုးမှထွက်ခွာစဉ် transformer ပုံများကိုဖြုတ်ယူခြင်းကြောင့်ရခွက်တချို့မီပြတ်တောက်မှုတွေရှိနေတဲ့အတွက်ပြည်သူများကြားဝေဖန်မှုတွေရှိနေပါတယ်။၎င်းပေါ်လာချုံမျိုးပြန်လည်ထူထောင်ရေးဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက MNDA တံများကမျိုးပြင်းတဲ့နေရာများမှာပြန်လည်ဆုပ်ပွဲမှုတွေဖြစ်လို့ရမှာဒုံပြုတ်နိုင်ရန်ဖြစ်တယ်လို့ပြောဆိုပါတယ်။လာချုံမျိုးကိုတဆင်နေခုဆက်စင်ရေးဒုတိယလိုင်း2024 August လဆန်းတွင် MNDA နဲ့ပြည်သူ့ကော်မတီတံများညီနောင်မမိတ်တံများကတင်ပိုင်နိုင်ခဲ့ကောင်း အမန်ဒီရုပ်ထုတ်ရေးလက်ပတ်ခဲ့ပြီးထိန်ချုပ်ကလာရှလားကျော်ချာမှပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပါတယ်။ယခုလိုလာချုံမျိုးမှာအမန်ဒီတံမြပြန်လည်ဆုတ်ခွာရခြင်းဟာဒီအုပ်စိုးရရဲ့ဖိအားများစွာပါဝင်ခဲ့ပြီးတော့အရေးပေါ်ပြီးသူအများစုကနှိမ့်ချခြင်းမရှိဘဲဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဘီလင်းမျိုးနဲ့လူလီချေးဝါနီမှာတိုက်ပွဲဖြစ်ပြီးအချမ်းမက်စစ်သား6ဦးတည်ရဲဆိုတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်ဘီလင်းမျိုးနဲ့အလူလီချေးဝါနဲ့တပင်းနီချေးဝါချားမှာတိုက်ပွဲဖြစ်ပြီး စစ်သား6ဦးတည်ဆုံးခဲ့တယ်လို့နကပြူတရင်မှာတာဝန်ရှိသူတဦးကပြောပါတယ်။ယမန်နေ့အီဘီလာ21ရက်နေ့မနက်09:30မိနစ်ခန့်ကဘကူတိုင်းဘက်မှမွန်ပြည်နယ်ဘက်သို့ရန်ကုန်မော်လမြိုင်လမ်းတိုင်းဝင်ရောက်လာတဲ့ပုံစံပြောင်းချမ်းဖတ်စစ်ရင်တန်းကိုဘီလင်းမြို့နယ်လူလီချေးဝါနယ်တပင်းနီချေးဝါကျောင်းမှာမိုင်းဆွဲရန်ပြင်ဆင်နေစဉ်အင်အား20ခန့်ပါချမ်းဖတ်စစ်တပ်ရဲ့ရှေ့ဖေးခင်းပွဲနဲ့ဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကျောင်းမှာအပြန်အလှန်ဖိကတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘကူကနေမွန်ပြည်နယ်ဘက်ဝင်ရောက်လာတဲ့ကားမှာအဲ့ဒီကားတန်းကိုမိုင်းဆင်းဖို့တော့ ်ရန်သူရှေ့ပြေးကင်းတဲ့တိုက်ပွဲဖြစ်တာပါခင်ဘုံနဲ့ရုတ်တရက်ထိတွေ့တိုက်ပွဲဖြစ်တာကြောင့်ရန်သူဘဲကထွက်လာလဲဆိုတာတော့သိချာမသိရဘူးဂါရန်ကိုလည်းမိုင်းမဆွဲလိုက်ရဘူးလို့နဂပြူတရဲမှတာဝန်ရှိသူတဝူကပြောပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းဂျမ်ဘတ်စစ်သား6ဦးသေဆုံးပြီးဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းဒေါ်တိုင်းအင်အားစုများဘက်ကရဲဘော့တအူရှတိတန်ရာရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတကမ်းမှုကိုနဂပြူတရဲ9800တက်တရဲ9805တက်ရင်တခွဲလေးတို့ကပူပေါင်းကတက်ခဲ့ခြင်းဖြစ်ပြီးတော့ မနက်7:49မိနစ်ချိန်မှာအောင်မြင်စွာပြန်လည်ဆုံးဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ချမ်းပတ်စကောင်းစီတက်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေဝါများကိုလက်နက်ကြီးလေးချောင်းတို့နဲ့တိုက်ခိုက်နေတာကြောင့်မိဘပြည်သူများအနေနဲ့စည်ရေးတတိနဲ့သွာလာနေထိုင်ကြပါရန်စည်ရေးရှိန်မြင်လာနေပြီဖြစ်တဲ့အကြောင်းဒေါ်လိုင်းဖွဲ့စည်းများကိုလည်းဝန်ဝန်ပူပေါင်းကူညီကြပါရန်တိုက်တွန်းထားပါတယ်။အဲဒီနောက်စကောင်းစီရဲ့ပြစ်ခတ်ရစည်ရေးချုပ်ဖောက်လာမှုဟာဂျန်ယာမရဖြစ်လာခြင်းကိုညွန်ပြနေတယ်ဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရည်ရွယ်ဖို့ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ နိုင်ငံဟာငလျင်တန်ကြီးနဲ့ရင်ဆိုင်နေရဆင်းမှာပင်မယမနာဘုံကျဲတိုက်ခိုက်လာနေခြင်းဟာလုံယိုလုံစင်အာဆီယံကိုပေးထားတဲ့ကတိချိုးပေါက်ခြင်းမဟုတ်တော့ဘဲနဲ့ပြိုလဲလိုက်လာနေတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီဖြစ်တယ်လို့စားချီကအေရှာတိုင်းစာဆောင်မှာယခုလိုရေးသားလာခဲ့ပါတယ်။အာဆီယံအလဲချခွတ်ထမလေးရှားဝန်ကြီးချုပ်မှတမိုင်းဝင်အဆိုပြုချက်တည်းရဲ့ချပြထားခဲ့ပြီးစေကောင်းဆောင်နဲ့ရခဲ့တဲ့သဘောတူညီချက်မှတ်တမ်းဟာမင်းမင်းမချောက်သေးမီပြည့်ရင်းသွားခဲ့ပြီဖြစ်ပါတယ်။စေကောင်းဆောင်ဟာယခုတစ်ချိန်မှာငလျင်ရဲ့ဘိုးချက်ဖြစ်တဲ့ စကိုင်းကိုပြင်မှတ်ထားပြီးတော့ပုံကျဲတက်ခဲ့လာခဲ့ပါတယ်။အီဒီကားပင်လူသားချင်းစာနာထောက်ထားတဲ့နယ်ဆိုတဲ့အား၎င်းရဲ့ဂရီးပြမှုနဲ့ရေးချဲ့လိုက်ခြင်းပင်ဖြစ်ပါတယ်။ယခုဒီတစ်ချိန်မှာတော့၎င်းထုတ်ခဲ့သောဂရီးပေါက်ဖြစ်လာမှုဟာအာဆီယံကိုအပြစ်လဲမဟုတ်တဲ့အပြင်အန်နဝါနဲ့လည်းမဆိုင်ရေးချမဆိုင်လို့ဆိုရမှာလည်းဖြစ်ပါတယ်။အန်နဝါလက်ရှိအနေထားကိုလည်းအပြောင်းအကျဉ်ဖြစ်လာရန်စကောင်းစီနဲ့ရောမြို့သားညညရဲ့ဇိုးရနဲ့ပါနိုင်ငံရေးရာတတိချင်းရှိဆုံးသားပြီးတွေ့ဆုံခဲ့ပါတယ်။ထို့ကဲ့သို့တွေ့ဆုံခဲ့တာကြောင့်ရပိုင်းတွင်းမှာငင်းချင်ရာသွားစရာအကြောင်းမရှိပေမဲ့ စေဖို့ကြောင့်များရဲ့မပြောင်းလဲနိုင်တဲ့ခေါင်းမနေတဲ့အဖြစ်ကိုဖွင့်ဖွင့်ကြီးထုတ်ပေါ်နိုင်ခဲ့တဲ့ပြင်အာဆီယံရဲ့တန်မာရေးဆိုင်ရာဂျိုပန်မှုများအားလည်းအထက်တပံပြပြတတဂျိုပန်နိုင်ငံနဲ့တရားဝင်မှုကိုလမ်းဖွင့်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်နိုင်ငံတကာပဋိပက္ခများလေးလာရေးဖွဲ့မှမြန်မာရေးတာဝန်ခံရေချတ်ဟူစေကစေကောင်းဆောင်များဟာအပြစ်ခက်ရစရေးကိုငြိမ်းချမ်းရေးဖော်ဆောင်ရန်မယူဆပဲ၎င်းတို့နေပြည်တော်မြောက်ပြန်လည်နေရချထားရန်အတွက်သာယူဆထားချသူများဖြစ်တယ်လို့ဆိုပါတယ်ယခုလိုတစ်ခုပြီးတစ်ခုချိုးပေါက်လာခြင်းဟာအံ့ဩစရာမဟုတ်ပဲ ၎င်းတို့အနေထားမိတို့ရှင်းနေသည်ကိုခြားပြလာခြင်းပဲဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ယခုဒီချိန်ကတော့ခြားပြုံနေမှာဟုတ်တော့ပဲ၎င်းတို့တွေအနေရရှိလာနေတယ်ဆိုတာကိုပြသနေခြင်းလည်းဖြစ်တယ်လို့ဆိုပါတယ်။နေမီများဆုံးရှုံးလာနေသည်တမကနိုင်ငံတကာနဲ့ပါယုံကြည်မှုတွေဆုံးရှုံးသွားကြရပြီးဓာတ်တွင်းအမိန်ပေးအမိန်ခံစနစ်မှာပါရှင်းအောင်ညှိနှုံးမှုရှိဖြစ်လာနေပါတယ်။ဒေါ်လန်ရဲ့အထင်ကြီးအပြားယုတ်ဖြစ်လာတဲ့စကိုင်းမှာပို့ပြီးတော့တိတာတင်ရှားလာပါတယ်။စကောင်းဆောင်ဘိုးကငလျင်တန်ခံစားနေရပြီမလဲ။ဒေါ်လန်ရေးဖွဲ့များစကိုင်းထိတာကိုပို့ပြီးတော့တင်းတင်းကျပ်ကျပ်ချောက်ခိုင်းလာမဲ့ရေးကို မိတို့မှာစိတ်ကူးလို့ပင်မရအောင်ဖြစ်လာနေပါတယ်။ဒီတို့ကဘုံချေတက်ခိုင်းလာခြင်းဟာပြစ်တက်ခတ်ခြင်းမျိုးမဟုတ်တော့ဘဲနဲ့ဂျန်ယာမရကမူးရှူတို့လုံလာနေခြင်းပင်ဖြစ်ပါတယ်။ထို့ကဲ့သို့၎င်းတို့ဘက်ကအနေထားများမုံဝါလာနေခြင်းမျိုးမှာအန်နဝါနဲ့အာစီယံတို့ရဲ့အင်အားများဖြစ်လာရပါတယ်။စေကောင်းဆောင်ရဲ့ဂတိဖောက်ပြမှုဟာအန်နဝါတို့ရဲ့မယူရဲပဲနဲ့နိုင်ငံရေးအရရောကိုချင်းထိခါပိုင်းရပါရင်းနှီးများပို့ပြီးတော့ဒိုးပွားလာရပါတယ်။အန်နဝါတို့2015မေလကုန်ပိုင်းမှာ အာဆီယံတရုတ်နဲ့ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီတို့ရဲ့ပူးရွေးထိပ်သည့်ဇီဝေးလက်ခံကျင်းပရမယ့်အချိန်နဲ့လည်းအန်ကိုက်ဖြစ်လာခဲ့ပါတယ်။အပြစ်ခက်ရဲ့စည်ရည်ပြိုလဲသွားခဲ့ရခြင်းဒီကပင်လက်ရှိအနေထားတိုင်းဆက်သွားခွင့်ပြုလို့မရတော့ဆိုတာကိုရှင်းလင်းစွာပြောဆိုလိုက်ပြီးဖြစ်ပါတယ်။မိသောမှဖြည့်ရှင်းမှုမရှိဘဲကြားနေခြင်းဟာကြံရပါသဘောဖြစ်သွားနိုင်ပြီးနိုင်ငံတို့ရဲ့ခွဲပြဲများဖြစ်လာခြင်းတို့ဟာအာဆီယံဟာတပြေးညီစုပေါင်းဂျိုးပန်းရတော့မှလည်းဖြစ်ပါတယ်။အနော်ဟာနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံသူဖြစ်ပြီးတာကြောင့်မရင်မရချင်းညာချက်များကိုထုတ်ပြန်ရတော့မယ့်အချိန်မဟုတ်တော့ဘဲ တဏ္ဍာကိုဖြည့်ရှင်နိုင်ရန်နီလမ်းများကိုရောက်ရှိလာမဲ့ခေါင်းဆောင်များကိုတင်ပြနိုင်ရန်အကောင်းဆုံးနေထားမှာရှိလာပါတယ်။မြန်မာရဲ့ဂျပန်ရဲ့ထိုးသနမှန်ဖြစ်သူယိုဟီဆာဆာကာဝါမှာယုံကြည်မှုဟူသည့်ကန်တန်နဲ့သာရှိသောအရင်းမြစ်လည်းဖြစ်တာကြောင့်ရင်းအားထက်တလဲလဲချိုးပေါက်ခံလာရပါကရှေးလျှောက်ထိတွေ့ဆက်ဆက်မှုတိုင်းအားစီကံတမတ်ချက်များနဲ့လုံလာရမှာဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။တချိန်ကတိတိဆိတ်ဆိတ်နဲ့ဇွန်နယ်ဖဲကြီးစွာဂျိုးပန်းလာခဲ့တဲ့ဆာဆာကာဝါဒီပင်ပြောင်းလဲလာတဲ့ရေလိုင်းနဲ့တူမျောပါလာခဲ့ပြီးတော့ဒဏ္ဍမန်ရေးဟာဆောင်းကြီးုံနဲ့မလုံလောက်တော့ပဲဖီးယားပေးနိုင်မှာဖြစ်မယ်လို့ယုံကြည်လာပြီးဖြစ်ပါတယ်။ မြန်မာရေးခြွမ်းချင်းသူဒေးဗစ်စကော့မေတီဆာမှလည်းစစ်တပ်ဟာဇွန်လပွဲဆိုတဲ့ကိုချိန်ဆွဲလို့ရတယ်လို့သာသဘောထားထတာကြောင့်အာဆီယံရဲ့စိတ်ဓာတ်များတပြေးပြေးလုံမပါလာအောင်ထိုင်ဆောင်နေကြသူများဖြစ်တယ်လို့2025အစောပိုင်းကထုတ်ပြခဲ့ပူပါတယ်။အန်နဝါရဲ့နှစ်ဖက်စလုံးနဲ့ဆက်ဆံပြခဲ့မှုဟာ၎င်းတို့မျော်လင့်နေသလိုအာဆီယံရဲ့ညီညွတ်မှုဟာစံသက်ခံနိုင်ကြောင်းထုတ်ပေါ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။အားလုံးတို့ဆိုရိတ်မကင်ဖြစ်လာနေသည်ကဒီဥအိမ်ကြီးကဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနဲ့ဆံများမှာအုပ်ချုပ်ရေးမဲတဲ့နေပြည်တော်ဖြစ်လာပြီးမွေးရေးဆေးဝါးနဲ့လူကုန်ကူးမှုတွေဖြင့် ်အင်အားချင်းနိုင်ငံများရဲ့ဒဇင်းကံစစ်ပွဲများအဖြစ်အသွင်ကူးပြောင်းသွားနိုင်မယ့်အရေးများပင်ဖြစ်ပါတယ်။ငလျင်တန်တင်ခဲ့ရတဲ့စကိုင်းမှာပင်အပြေခက်ရစရဲကိုချိုးပေါက်ပြီးတော့ဘုံကျဲတိုက်ခိုက်နေခြင်းကပင်လုံးနေကြကလေးကိုဖောက်ဖျက်ခြင်းမျိုးမဟုတ်တော့ပဲနဲ့စကောင်းစီတို့ကဆုံးဖြတ်ပေးလာတော့မယ့်အနေထားကိုရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။အန်နဝါနဲ့အာစီဟာ၎င်းတို့ရဲ့အားနည်းချက်ကိုမိရဆုပ်ကိုင်ပြီးရောင်းချဖြစ်တဲ့မနေတော့ပဲနဲ့ပြဿနာဖြစ်ရှင်းနိုင်တဲ့အထိလုံသွားရမှာဖြစ်ပါတယ်။အန်နဝါအဖွဲ့ဝင်နိုင်ငံများရဲ့ထောက်ခံမှုနဲ့အညီဆယ်စုံနဲ့နဲ့ချီပြီးတော့အာဆီယံရဲ့ဆိတ်ရှိစွာနဲ့ မလုံးမရှက်ငိန်တန်းနေတဲ့တန်ခင်ထမန်ခင်ကိုဖောက်ထွက်နိုင်မှာသာစကိုင်းတို့ကြားရောက်လာတဲ့ဘုံများကနေပြည်တော်တို့ဓာတ်ရိုက်တက်ရောက်မှုရှိလာမှာဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်ဆဲမုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာခုလိုဆုံးတီနားဆင်ခဲ့တဲ့တရင်ပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြင်ပြင်ပြပါတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြအရှင်နာချမ်းမြေကြပါစေခင်ဗျာ